ကဲမင်္ဂလာပါလို့လည်းရှိဦးဆိုပြီးနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ရဲ့ Note Tiger Channel ကိုနေ့ရက်တိုင်းအစီအမဲကြည့်ရှုပေးတဲ့ဒူတဲ့ကိုလည်းကြည့်ဦးတည်တယ်လို့လည်းရှိဦးဆိုပြီးပြောကြချင်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဖနာငယ်ကိုစီတို့ရဲ့ reaction လေးပဲဖြစ်ပါတယ်အတူတူကကြည့်ရှုနားဆင်ကြရအောင်ကဲဒီနေ့ကျွန်တော် reaction လုပ်ချင်တဲ့ video file ကတော့ဘောမလူလိန်ကြော်မျိုးနွားရဲ့ video file ဖြစ်ပါတယ်။နော်ဒီနွားသာဘာတွေကလေးကြည့်ကြရင်မဟုတ်တာပြောမလဲဆိုတော့ကျွန်တော်တို့ဒီ view ပါဦး။အဲ့ဆိုကျွန်တော် ြောတန်ဆိုတဲ့ဇာတ်ကပေါ့ပြောတန်ဆိုတဲ့ဇာတ်ကဆိုတာကနေဝင်းလို့သူဆောင်ထားတာပါအဓိကနေဝင်းတို့နေဝင်းတို့ဒီဖြုံးဝေဆိုးတို့ပါတော့နော်အဲ့မှာခင်မွေးဝါတို့ကတူဆောင်ထားပြောတန်ဆိုတဲ့ဇာတ်ကအဲ့ဇာတ်ကကိုအဲ့ဇာတ်ကနဲ့ပတ်သက်ပြီးတော့အဲ့ဇာတ်ကထိုင်းမှာလာပြတယ်နော်၂၃ရက်နေမှာထိုင်းမှာလာပြီးဇာတ်ကဒီဇာတ်ကလာပြပါတယ်ထိုင်းနိုင်ငံမှာလာပြတဲ့အခါမှာထိုင်းနိုင်ငံမှာလာပြအောင်လားဆိုပြီးတော့ဒီဒီရုပ်ရှင်ပိုစတာကို promote လုပ်ပေးတယ်သူတို့ဒီကားကိုကြည့်အောင်လို့ဝါရဖြန့်ပေးတယ်သူကူပေးတယ်သူအဲ့လူတွေအကုန်လုံးကို record ယူပြီးတော့ဘာလို့လုပ်မလဲညာလို့လုပ်မလဲဟိုလုပ်မလဲဒီလုပ်မလဲပေါ့ဗျာ subscription ပေါ့ပြီးတော့ boycott လုပ်မလဲ subscription ပေါ့အဲ့လိုမျိုးနဲ့ဒီလုပ်နေပါတယ် ဘလိုလုပ်မယ်ဒီလိုလုပ်မယ်ဘလိုလုပ်မယ်လို့မပြောဘူးအခုပြောနေတဲ့လူအားလုံးက social punishment boycott လုပ်မယ်လို့ပြောကြတာပဲရှိတယ်နော်ဘလိုလုပ်မယ်ဒီလိုလုပ်မယ်ဆိုတော့ဘာလုပ်လဲဒီလိုလုပ်တာဘလိုလုပ်တာအားကြောင့်လုပ်မယ်ဟမ်မင်းတို့ကစကားပြောကလိန်ကြီးကစတယ်နော်ဒီကလည်းဆိုတော့ဟိုအချက်ပတ်သမားရင်းမင်းပေါ့နော်အချက်ပတ်သမားရင်းမင်းကလုပ်တယ်ရင်းမင်းအချက်ပတ်သမားရင်းမင်းဆိုတော့ကျွန်တော် AC ရင်းမင်းလို့ခေါ်တယ်ဘုရောအချက်ပတ်သမားရင်းမင်းပေါ့အချက်ပတ်သမားရင်းမင်းကမမငါမကြည့်တော့မင်းကအဲ့လိုကိုရဲမင်းကိုအချမ်းမက်တမရဲမင်းလို့ပြောရတာနဲ့အဲ့ဒီကိုရဲမင်းကအချမ်းမက်တမဖြစ်သွားတာဟုတ်လား ။အမတိလို့မေးတာ။ဖြစ်သွားလား။ဟမ်။မင်းညမာပြည်သားတွေကိုဘယ်နှယောက်ကူညီဘူးလဲ။ညမာပြည်သားတွေဖြစ်နေတဲ့အခက်အခဲကိုမင်းဘယ်နှယောက်ကူညီဘူးလဲကျော်မျိုးမင်း။ဟမ်။မင်းပြောတဲ့အကျမ်းဖက်ဓမ္မဆိုတာတိုင်းမှာတူကူညီခဲ့တဲ့လူကြီးဘယ်လောက်လဲအရင်မေး။မေး။ဒီလား။ပါစပ်ပယံမိဖားတယ်ဖင်လိုမျိုးတွေ့ရရှုံမပြောနဲ့မင်းရမယ်လာပြီးတော့တခိုးကလူဖြစ်တယ်ခွေးမသားဟမ်ဟိုဥမော်စန်းကြီးစေးရမယ်ခွေးမသားဆိုပြီးတော့ဟမ် အဲ့လိုလုပ်နေပါတို့တော့ရှင်းပြရတော့တို့ကဘာလဲဆိုတော့တို့မနိုင်နိုင်အောင်ရှောက်လုပ်တဲ့ပုံစံဖြစ်လာတယ်မနိုင်နိုင်အောင်ရှောက်ပြီးတော့လူတွေလိုက်ဒုက္ခပေးတာဖြစ်လာတယ်ဆိုတော့တို့ဖြစ်ချင်တာတွေမဖြစ်ရတော့ကတို့လုံရှင်နိုင်မလို့ရတော့ကတို့ဘဝကြီးကဖြစ်ဖြစ်နဲ့ဟိုဘာလဲဆိုလမ်းမေးရောက်လာတဲ့အခါတို့ဘဝကြီးဖြစ်ဖြစ်နဲ့နှိမ့်ချဆုတ်ပြတ်လာတဲ့အခါကျတော့အဲ့လိုအဲ့လိုဆိုရင်ကုလသမဂ္ဂမှာတက်ခွင့်မေးရတာငါတို့လားအာဆီယံမှာခွေးကလက်တောင်တက်ခွင့်မေးရတာငါတို့လားနိုင်ငံတကာပါလီမန်မှာတက်ခွင့်ရနေတာမင်းတို့လားကုလသမဂ္ဂမှာ တမထနာမည်နေရာမှာရေးထားတဲ့တမထနာမည်ကမင်းတို့တမထနာမည်နဲ့ငါတို့တမထနာမည်ဟမ်ပြည်တွင်းမှာနယ်မြေတွေဆွလွတ်နေရတာငါတို့လားမင်းတို့လားမဲမတိလို့ရှင်သူတို့ပဲနိုင်နေသလိုနော်ပြောရတာကြည့်သူတို့ကနိုင်ဘယ်လောက်ပြောမလဲမသိဘူးဟမ်ဟိုတခြားသောသူတွေဘဝတွေကိုသူကလိုက်ဒုက္ခပြုကိုကြိုးစားတယ်အဲ့တော့ဟိုနာမည်ကောင်းရဘောလေသူရအောင်ကျူစားတယ်ဘိုင်းကောလုံပြောအောင်ဟိုကိုကိုတို့တို့နာမည်သူဆွတ်တယ်ကိုကျူစားတာပေါ့ဆိုတော့ဘိုင်းပြောသူဘိုင်းကောလုံတော့ထားရရှိရဲ့မဟုတ်ဘိုင်းကောလုံတဲ့နာမည်ရတယ် မဟုတ်ကျွန်တော်မသိလို့မေးတာနော်လုံနေလုံထိုက်တာကိုလုံဒါပဲပြပေးတဲ့ပေးတဲ့တရားတော့ဒါတကယ်အမှုပညာကိုအားပေးခြင်းနဲ့အမှုပညာကိုတကယ်ချစ်တယ်ဆိုရင်နိုင်ငံအယောင်သေးပါပါပဲနဲ့အားပေးတော့ကြပါလိမ့်မယ်တကယ်အမှုပညာတမိုးထားတတ်တယ်အမှန်တော့မဟုတ်အမှုပညာတကယ်ချစ်နိုင်ငံအယောင်သေးပါပါပဲအားပေးရတယ်လေဒါပေမဲ့အဲ့ဒီအမှုပညာကိုတရုပ်ဆောင်တဲ့ကောင်တွေကလည်းနိုင်ငံအယောင်သေးမပါဖို့လိုတယ်လေဟုတ်တယ်မလားနိုင်ငံဟိုဘက်ကပြည်သူကိုတတ်နေတဲ့ကောင်တွေကိုပြည်သူကိုတတ်ဖြတ်နေတဲ့ကောင်တွေကို သွားပေါင်းပြီးတော့အဲ့ဒီကောင်လေးအာနာရဖို့အတွက်ဝါဒဖြန့်ကားနေရိုက်နေပြီးတော့အဲ့ဒီကောင်ကနောက်ထပ်ရုပ်ရှင်ကားပါအမှုပညာပါဆိုဒီပီလူထဲမှာလာပြီးငွေလာရှာတော့ဒီပီလူကညိတ်ခံပေးရမှာလားဟမ်မင်းတို့တွေတော်တော်တရားကြတယ်နော်တော်တော်တရားကြဖို့ကောင်းတယ်တိတယ်သူတွေကမှုပညာကိုနားလေသူတွေမှုပညာခံစားရတဲ့သူတွေကပိဋိဒတ်အစ်စ်တွေကဒီစာကောက်ကြည့်ပါလိမ့်မယ်။သွားကြည့်ပါလိမ့်မယ်။ဒါပေမဲ့ဒီလိုမျိုးဘိုင်အောင်ညာအောင်နဲ့တောင်းတော့ဖြစ်ကြတဲ့အုပ်စုတွေကတော့သူတို့ကတော့ဒီလိုမျိုးဒီ အုပ်စုရဲမင်းတို့အုပ်စုတွေ6လုံးလှန်လုံးတွေကြောင်းတချို့ကတော့စိုးရိမ်စီတွေရှိနေတယ်ပေါ့ကျွန်တော်တို့ကဘယ်လိုဖြစ်ဖြစ်ထိုင်းမှာရောက်နေတဲ့မြန်မာတွေအားလုံးပြောချင်တာရှင်းရှင်းလေးပါပဲကိုယ့်ရက်တိချက်ကိုယ့်ယုံကြည်ချက်ကိုယ့်မျှော်လင့်ချက်ကိုယ့်ခံစားချက်ကိုယ့်ရဲ့ဆန္ဒနဲ့ကိုယ်ရက်တိပါဘု து ကူမှကြောက်ရအောင်ဘု து မှပြုဆိုင်ရအောင်ကိုယ့်လိုကိုယ့်လိုပါကိုယ့်ထမင်းကိုစားကိုယ့်လိုကိုယ့်လိုပြီးတော့ကိုယ့်ဘဝကိုထုတ်တဲ့ကိုယ်လိုကြပါတစုံတယောက်တစုတို့ဘဝကနေကိုယ့်ကိုလာပြီးတော့ဒီလိုမျိုးလာပြီးဟိုလိုလောက်ပါလားဒီလိုလောက်ပါလားပြောလို့လောက်ရတယ်ဆိုတော့အဲ့ဒါခင်ဗျားတို့ရဲ့ဘဝကိုတို့ကချဲ့နေတာပါပဲခင်ဗျားတို့ရဲ့ဘဝကိုတို့ကအနိုင်ကျင့်မှုကျူးတာဒါကိုလည်းခင်ဗျားတို့ ။ဟိုမင်းတို့လည်းအဲ့ဇာခဏကငါတို့လည်းဘာစက်ယုံကြီးမှလိုက်ပြီးတော့စက်ကြီးကောက်တာလို့ငကုံတော့ပြောတာ။ဗဇံကိုပဇံမှာကိုမချက်။အခုငါမေးပါအောင်မယ်။ထိုင်းမှာဒီရုပ်ရှင်ငါးတွေကိုမကြည့်ပါနဲ့ဒီကောင်တွေကိုအားမသေးပါနဲ့ဘဒူကဘဒူကိုခိုင်းစေတာမကြဘူးလေဟမ်ဘဒူကဘဒူကိုချိန်ချောက်တာရှိဘူးလေရှင့်ခေါ်တော့လာခဲ့ကွာနော်အဲ့ကိုရဲမင်းအပါဝင်ငါတို့အားလုံးနော်တော်လိုင်းအရစုမရက်တည်တဲ့သူတွေအားလုံးကဘယ်ပြည်သူတယောက်ကိုချိန်ချောက်တာလို့အကြက်ကြိုင်တာလို့မဟုတ်တာလို့ရှိလားရှိလားခဲ့ လာခဲ့ဟမ်ဟမ်အတင်းအဓမ္မခိုင်းတဲ့ပုံစံမျိုးအခုမင်းပြောနေတာဟမ်ပြရလို့လိုရတယ်။ငါတို့တစ်ချိန်လုံး၄နှစ်ကျော်တစ်ချိန်လုံးခင်ဗျားတို့တောက်လျှောက်ပြားပေးခံရတယ်။တောက်လျှောက်ပုံစံမျိုးစုံနဲ့ပုံသွင်းခံရပြီ။အဲ့ဒါကိုမှခင်ဗျားတို့ကနားမလည်ကြသေးဘူးဆိုရင်တော့အခုချိန်နောက်လည်သေးဘူးဆိုရင်ဒါဟုတ်။မဟုတ်ပုံစံမျိုးစုံနဲ့ပုံသွင်းတာငါတို့ကတွင်းတာဒါမင်းတို့စစ်တပ်ကတွင်းတာလား။ဟမ်။အဲ့ဇယင်းဆိုပြီးတော့လူများအိမ်ပေါ်အချိန်မတော်တဲ့ဟမ်။လာဖြစ်သားပြို့တမီးပြို့တမီးပြို့လေးအိမ်မှန်မတိခြံအောင်ပေါ်တက်လှမ်း အဲစစ်ဖနနဲ့အိမ်မော်တဲ့ဟမ်ပြီးရင်ရက်ွက်ထဲနော်ကင်းဆောက်တဲ့လူပါအပေါ်ခေါ်ညက်ဘက်ဖမ်းဝါမနဲ့အလောင်းလာပို့ဟမ်ဘယ်အချိန်ဘယ်အချိန်အပြင်မထွက်ကဘယ်အချိန်ဘယ်အချိန်အပြင်ထွက်ကဘာမဝစ်ကပန်းမပန်းကပုံတွင်းနေတာပုံတွင်းနေတာပန်းပိုင်ဖမ်းဟမ်ဟိုမွေးနေ့မေစုမွေးနေ့စုမတောင်းရင်စုတောင်းရင်ဖမ်းငါတို့ခိုင်းမှအဲ့လိုလုပ်တာမကြဘူးလားဟမ်ပုံတွင်းနေဆိုတော့ဟမ်ကြားဘူးလားတော်လှန်ရေးဘက်ကအားမပေးလို့ဒုက္ခသွားပေးတယ်ကြားဘူးလား ြောင်းပြန်မပြောနဲ့တခိုးကလူမင်းနဲ့မေလိုရဲ့ဒီလားတခိုးကတခိုးလို့နေတခိုးကပဲမင်းတို့ကပဲလူဟဲ့လူဟဲ့ထထအော်တယ်ဟမ်ညရွေးစဉ်းစားရမယ်အပိုင်းဖြစ်လာပြီခါရွေးရတ္တိချက်ကိုစဉ်းစားလို့မဖြစ်လာပြီခင်ဗျားတို့ဘဝအကြောင်းစဉ်းစားဖို့လိုလာပြီပေါ့ဆိုတော့ဒူရီအားလို့ကိုဘဝတွေကိုတောင်းနေကြတာเนาะဆိုတော့ဒါလေးတော့ပြောချက်လို့ပြောတာနောက်တစ်ခုကတစ်ချိန်တည်းမှာပဲဒီရုပ်ရှင်ကာရကာထွက်လာတယ်ပေါ့เนาะဒီဘာလို့ဆိုရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးတော့လက်ရှိနိုင်ငံရေးခင်းကျင်းနဲ့ချိန်ဆက်ရွေးရှင်ကာရကာထွက်လာပါတယ်အဲ့ဒါပါလဲဆိုတော့ဒီအဲဘာကောလဲဆိုတော့ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများဆိုတဲ့အမည်ပေးထားတဲ့ အဲတစ်ဖက်ကခေါ်ရယူကော့ဘုတ်စီယုံနဲ့ကားပေါ့တကယ်တော့ယူကော့ဘုတ်စီယုံနာဆိုတာတဲ့ဒီကျွန်တော်နိုင်ငံအနာဂတ်ကိုဘယ်လိုပုံဖော်သင့်လဲဆိုတာမျိုးဥတည်ရိုက်ထားတဲ့ဇက်ကပေါ့နော်အဲ့ဇက်ကဘယ်လိုဆိုမင်းတော်လည်းကျွန်တော်မင်းစောင်းတော်လည်းဘယ်နေရာတိတယ်ဖာကြတဲ့နေရာပါအမ်တားတော်တာမင်းတော်ချက်ကချီးကျူးတယ်ငါတို့တကယ်လားတိလားဘယ်နေရာဖာကြတဲ့နေရာမှာယောက်ျားကြီးညာမှာဖာကြတဲ့နေရာမင်းတားတော်နော်တိလားနေဝင် agent အဲ sorry agent မဟုတ်ဘူးလား ော်ကုမ္ပဏီကိုယ်နဲ့တို့မြင်မြန်နေဝင်အေးချမ်းအောင်စိုက်ရှိရဲ့နာမည်ကျော်ထိတ်တန့်ဖို့တင်းဆောင်နေအောင်ပုံပါပါတယ်ဒီမှာတော့ချူလေးကိုမြင်မြန်မို့လို့အောင်ခိုင်းလို့ငါပြောချင်လို့စူပါလေးကိုတွက်လိုက်လို့စိုက်ရှိရဲ့တင်းဆောင်နေလေပေါ့ပါပါတယ်ဆိုတော့ဒီသားကားကကြည့်ရတာလုံးခဲ့တဲ့ကားလာဒီမှာရက်ချိုက်ထားပုံပေါ်ပါတယ်ဘာလို့ဆိုတော့ဒီမှာစူပါလင်းအောင်ပါတယ်ဆိုတော့ဒါလေးကစူပါလင်းကရှာကိစ္စနဲ့မှုဖြစ်နေတယ်လို့ပြောဆိုတော့ဒါဆိုရင်လုံးခဲ့တဲ့၄သုံးလောက်ပေါ့နော်ဖြစ်နေတယ်လို့ဆိုတော့ကြည့်ရတာဒီနှစ်စောပိုင်းကလေးကဒီကောက်ထဲထားသလားသူမို့ပြီးခဲ့တဲ့အသိဉာဏ်ကြီးတာတော့မသိဘူးဘလို့ဖြစ်ဒီသားကားတော့ထွက်လာတယ်အတွက်အဲထွက်လာတယ်တဖက်ကတော့ဝါရဖြန့်ချီအဲဘုဘက်ကပြည်ပြုပ်ဆိုရတာဒါကြီးကိုတကုံအုံဖြတ်ပြီးပြောတာပြောကြပါတယ်ဒီကဒေါ်လာကြီးကိုပုံဖြတ်တယ်ပေါ့ဗျာအဲ့လိုပြောတယ်သူကဝေဖန်လို့ကိုနေတို့လို့ကိုနေတို့လို့မြင့်မြတ်တို့နေဝင်လို့အေးချမ်းမလို့အေးချမ်း မှာလို့ချူလေးမင်းမျိုးအောင်ခိုင်တယ်ပြောကြပါဦးပါလင်းတွက်လဲဆက်ရှိရဲ့လူများရှင်အကုန်လုံးဒီဝေဘာပုတ်ကောက်လို့လုပ်တယ်ဆိုတော့ဒီစကားထဲမှာတော့ကျွန်တော်စကားကိုဒီချာအစားဆုံးမကြည့်ရသေးပေမဲ့ကျွန်တော်နားလေတာတကောရှင်ဒီလူများရှင်ရဲ့အကုန်လုံးဟာဘာလို့ပြောလဲမင်းနိုင်ငံတော်ကသူတို့တက်ဆွမ်းတဲ့ပညာနဲ့လူပညာနဲ့ပြန်ပြန်လုပ်ကြည့်ပြပါလို့ခေါ်တယ်။ဘာလို့ဆိုတော့ဆက်စနိုက်ကြည့်မယ်အခုလက်ရှိလက်ဆက်နိုင်ငံတော်ကခိုင်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 တော့နိုင်ငံတော်ဆိုဘလို့ပြောရလဲ။အားကြောင့်မင်းငါမတိတော့ပဲနိုင်ငံတော်ဆိုဘလို့လဲ။မင်းအမေလေးမင်းအောင်နိုင်ငံနိုင်ငံတော်လား။ဟုတ်လားအခုရွေးကောက်ပွဲဝင်မဲ့အဲ့စစ်ခွေးတွေကနိုင်ငံတော်လား။ဟမ်အခုတိုင်းပြည်ကိုတက်ပြီးတော့အတင်းအဓမ္မအာဏာလုနေတဲ့ကောင်တွေကနိုင်ငံတော်လား။ ဟမ်ကိုမေကိုလုံးမြနိုင်ငံတော်ဆိုတဲ့စကလုံးအောင်တည်အောင်ရေလုံးနော်ငါလုံးမသားတွေတိုင်းပြည်ကိုမျိုးစုံနဲ့ဖြစ်စည်းကလိန်ကချစ်ချနီးမျိုးစုံရုပ်မှပြီးရင်ပြောတော့ငစီရရိုင်းတယ်ပြောတယ်မင်းတို့လိုခွေးမျိုးတွေကိုအဲ့လိုမပြောလို့ငါဘယ်လိုပြောရမလဲဟမ်မတိနိုင်ငံတော်ဆိုတာသူ့ပထွေးတွေကိုပဲကိုစားပြုသလိုပါလို့အလုံးမသားတွေမှတ်ထားနိုင်ငံတော်ဆိုတာပြည်သူအများစုကိုကိုစားပြုတာပြည်သူအများစုဒီနိုင်ငံတော်မှတ်ထားမင်း စောက်ပေါ်တွေပောက်ကြရတွေဝါရဖျက်မဟုတ်ကဟုတ်ကတွေပုံတွင်းဟမ်ပြည်သူတွေကိုအစိတ်ခတ်ပြည်သူတို့ကအမှုပြရှင်တွေကြောင့်ပြည်သူတို့ကအသက်အိုးစီးဘောဘောမျိုးတော့ပျက်စီးရပြည်သူရရှင်အချို့ကြောင့်အဲ့တော့ပြည်သူတို့ရဲ့ဘဝကိုလမ်းမတွေပို့ကြရချီ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 အမှုပညာရှင်တချို့ကြောင့်ဆိုတဲ့ဟာမျိုးကက်တော်လန်ရင်းမှာအမှုပညာရှင်သမားတွေမြောက်ပေးလို့လောက်ကလည်းလူတယောက်ရှိရင်ပြားလို့ပြောတာငါပြောတာရှင်းရှင်းလေးမင်းတို့အဲ့ဒီစကားမင်းတို့ပြောခဲ့တာကြာပြီငါစိတ်ခေါ်ထားတာလည်းကြာပြီဒီတော်လန်ရင်းမှာ အမှုပညာရှင်အပါဝင်ငါတို့ဒီထောက်ပို့တွေပေါ့နော်ဘာလို့ဖြစ်သူများမြောက်ပေးလို့လောကနဲ့ဆိုတဲ့လူရှိပြစမ်းမှာပြဒါကြတော့မင်းတို့မပြနိုင်မပြနိုင်မဲ့မင်းတို့အာသူများမြောက်ပေးလို့မှအမှုပညာရှင်မြောက်ပေးလို့ဒုက္ခရောက်တဲ့လူတွေအများကြီးဆိုတော့ဘလူတဲ့ဒါဆိုမင်းတို့ဟိုဗဇက်အားရင်းရှောက်ပြောတာပေါ့မင်းတို့မှာတက်တဲ့တက်ကြရပြတ်စရာမရှိဘဲနဲ့စီးမဲ့ကမ်းမဲ့လိုက်ပြောကြတာပေါ့အဲ့လိုလားအဲ့လိုဆိုလဲပြီးရောလေ ဟုတ်တယ်မလားအဲ့ဒီအနေနဲ့တတိယရိုက်မယ်ပြည်သူလူထုကိုအေးချမ်းစွာနေစေခြင်းနဲ့ပြောရွှေ့စေခြင်းနဲ့ကောင်းကောင်းနေစေခြင်းနဲ့လူတွေကြတော့ပြည်သူလူထုကိုဘယ်လိုစီရင်မလဲဘယ်လိုပြန်ကော်မလဲပြည်သူလူထုကိုအေးအေးသန့်ဖြစ်အောင်ပြည်သူလူထုကိုလမ်းပြဖို့ပဲလူရဲ့ရှင်ချုံတာဝန်ရှိတယ်သူတို့တာဝန်ထမ်းဆောင်ဖို့သူတို့တေးဆောင်မှုပြညာနဲ့ပညာနဲ့သူတက်သွက်တဲ့မှုပြညာနဲ့ပြည်သူလူထုတာဝန်ထမ်းဆောင်ပေးတယ်အဲ့တော့ရွေးကောက်ပွဲလိုဟာမျိုးဆိုရင်ရွေးကောက်ပွဲဆိုထောက်ခံချက်ကိုပေးတဲ့နေနဲ့ဒါလုပ်ပေးတယ်အဲ့တော့၂၁ခင်းချင်းမှာဆန္ဒပြတဲ့ဟာဒီမှာဆိုရင်ဆန္ဒပြတာရဲ့ အကျန်းဖက်တာလည်းမျိုးရှိတယ်ဆန္ဒပြတဲ့ဟာကဆန္ဒပြတဲ့အထိကျွန်တော်တို့ကအကုန်လုံးကိုလက်ခံတယ်လူတယောက်ကဆန္ဒပြတယ်ဆန္ဒပြတယ်ကျွန်တော်တို့ဘာမှဟိုကန့်ကွက်စရာမရှိဘူးဒါကြီးကိုကျွန်တော်တို့မှားတယ်မပြောဘူးတကယ်ဆန္ဒပြတယ်နဲ့ပြတယ်အောင်ဒါပေမဲ့ဆန္ဒပြတာကနေတော့အကျန်းဖက်လာတာကိုယ့်ရက်ကွက်ကကိုယ့်ကိုယ့်ရက်ကွက်ရက်ကွက်တစ်ခုတိုင်းလမ်းလိုက်မှာခါကိုပိတ်ဒီပိတ်ပိတ်ပြီးတော့ဟိုရက်ကွက်တစ်ခုဟဲ့အောင်ခွေးမသားကျွန်တော်မျိုးမင်းဖားတယ်မသားဖားစကားမပြောနဲ့ပြည်သူကအရင်အကျန်းဖက်လာတာပြည်သူကအရင်အဲ့ရက်ကွက်လမ်းလေးကိုပိတ်တာလားမင်းစကားကိုဖားစကားမပြောနဲ့နော်ဒါတမိုင်းမဟုတ်သေးဘူးဟမ်ဆန္ဒပြပွဲမှာ ၃ရက်တိတိအတန်တိတ်ပြီးနေပေးခဲ့တယ်၃ရက်ပြည့်တဲ့နေ့မှာထွက်ပြီးစန္ဒဖော်ထုတ်ကြတယ်တပြေးပြေးနဲ့တောမျိုးလမ်းပေါ်လူပြေးွားတယ်အရှိကစန္ဒပြပွဲတောင်းရင်အနောက်ကအမိုက်ကောက်တဲ့အဖွဲလိုက်တယ်အဲ့ဒါလို့ငိမ့်ကန်းနေတဲ့သူကိုဘသူတွေအရင်စပစ်တာလဲပင်ရဲကောင်တွေထွက်ခတ်ဆိုပြီးကားတွေမှန်တွေရိုက်ခွဲဟမ်ကင်းဆောင်နေတဲ့သူတွေကိုခေါင်းတက်ပြစ်ခစ်ကိုပြောင်းရင်ခေါင်းပြစ်ဆိုပြီးတော့ခလေးတွေခေါင်းကိုစပစ်တာဘသူတွေလဲ ဟမ်အမဲလေးဟဲ့မတိတမိုင်းဆိုရင်ဒီကောင်လေးဘလောက်လိမ်မဲမသိဘူးနော်လက်ရှိလက်ငင်းတွဲတွဲတော့ပြောင်းလိမ်လေကြည့်စမ်းဟမ်အကျန်းဖတ်တာနဲ့စန္ဒပြတာနဲ့မတူဘူးပေါ့နောက်ပိုင်းမှာအကျန်းဖတ်လာတယ်ပေါ့ဟမ်မြို့လိုက်ကောင် RPG နဲ့တက်ထူတာတဲရဲမကလို့ဒီမေးဆပ်ဖို့အပြားလိုက်ကားမလားဟမ်မေလို့ကဲငေါ့ပြောစမ်းမြို့လိုက်ကောင်မှာ RPG နဲ့ပြည်သူကိုတက်ထူတာဟမ်တဲရဲမကလို့မိမေးဆပ်ဖို့နဲ့ကားမလားလမ်းလိုက်ကောင်ပါဟမ်ကြည့်ခုကမှပြောနေတယ် ။ဒါဆန္ဒပြပွဲလူတိုင်းကြည့်တယ်နော်။ခမရလူတွေကျွန်တော်တို့ကြည့်တယ်။သူပြောတာမှားလားမှန်လား။အဲ့ဒီမားတဲ့ဟာကြီးကိုပြောနေတာကိုပြန်ပြောမဲ့လူမရှိတာ။ဒါကြောင့်မလို့ကျွန်တော်တို့တွေအမုန်းခံပြီးပြောနေရတာ။မှားတာကြီးကိုမှန်တော့မနိုင်ဘူး။အသက်သေသေးွားပါစေ။အကိုသေွားမှလာအဲ့ဒီအမှားကြီးတွေမှန်မှန်ရ။ဇာရှင်ချင်းလေးပဲအသက်ရှင်နေမြကာလပတ်လုံးမှားတာကိုတော့မှားတယ်ပဲ။လီးတော့မှအမှန်လက်မခံနိုင်ဘူး။ရှင်ချင်းလေးပဲကတော့ပါရဲ့။ တပ်ပသမားတွေကခမားတို့ဖိနှိပ်မှုစူးစမ်းလေလေနှိမ်ချမှုစူးစမ်းလေလေပုတ်ချမှုစူးစမ်းလေလေခမားတို့ကကိုယ့်အရေးချင်းကိုယ့်ယူဆကိုယ့်ယုံကြည်ချက်ယက်တီချက်နဲ့ယုံကြွားပြီးတော့တိုက်ပြီးတော့လုတ်ပြလေလေလောက်ရမှာပေါ့ကျွန်တော်တို့ကတော့လုတ်ပါကျွန်တော်တို့တိုက်တော့မှာခမားတို့လေးလုတ်ဆက်ချက်ဆက်လို့ပါ channel တို့ပြရှင်လေဒီလိုပါပဲတစ်ဖက်ကပြည်ပြုံးဆိုတာမြန်မာနိုင်ငံကိုပြန်အောင်ဝင်လာလို့မရတဲ့အနေထားရောက်နေတဲ့အချိန်မှာခမားတို့ပါလို့ရှိတယ်လို့ဆိုချက်ပါဟုတ်လူပညာနဲ့တိုက်မျိုးအကျိုးပြုပါပြီလို့အကျိုးပြုလို့လို့လုပ်ပါဒါလေးအားပေးပါလေအဲ့တော့ကိုပဲအုပ်စုကတော့ခင်ဗျားတို့ကိုပုံပုံပြည့်မျိုးစုံရေးသားပါလိမ့်မယ်ဒါလည်းကောင်းတယ်မထင်ပါနဲ့ကိုလိုကိုလိုပါဒါပဲကျွန်တော်ပြောပါမယ်ကိုလိုကိုလိုတခြားလုံးစားပါပြီလူလူတို့ကခင်ဗျားတို့အားမျိုးစောင့်နေတန်းနေချီလို့ပြီးလို့နိုင်ရှိပါမယ်မယုံရင်ခင်ဗျားမြန်မာနိုင်ငံမှာရှိတဲ့တိုက်တဲ့မျိုးတွေကိုတွေးကြည့်ပါ တို့ကောမှာဒီလိုမျိုးတင်းဆောင်လို့စိတ်ဆိုးတယ်ကြိုက်တဲ့မြို့ရယ်သွားကြည့်လို့တေဝါရယ်ဘလို့လုပ်မလဲကြုံမျိုးမင်းမေတ္တာမယူဘူးလားဟမ်အဲ့ဒါပဲမင်းတို့ကတစ်ခါတားလိုက်ပေါ့မြှောက်ပေးတာမင်းတို့မြှောက်ပေးနေတာငါတို့မြှောက်ပေးလို့တော်လိုင်းလောက်ကလူတယောက်မှမရှိဘူးရှိရင်ခေါ်လာခဲ့ကိုစီတို့မြှောက်ပေးလို့ငါမှမဟုတ်ဘူးကွာတော်လိုင်းတော့ပါတဲ့လူတိုင်းဘသူပြည့်ပြည့်မြှောက်ပေးလို့တော်လိုင်းလောက်ကလူရှိရင်ခေါ်လာခဲ့ပါနော် ီလိုရှိကြလားမင်းတို့ကတော်တော်အောက်အောက်နှမ်းကြတာကောင်းတယ်နော်ဆောင်လိုက်လို့စိတ်ဆိုးသလားမဆိုးဘူးလားဆိုတော့တေချာလိုက်လွှင့်လာချင်တယ်အဖြေထွက်သွားပါလိမ့်မယ်ပြောတော့ Facebook အောက်မှာလာလိုက်မှန်းနဲ့ဒီ computer fighter လေးပေါ့နော် keyboard fighter အုပ်စုပြည်ပြည် keyboard fighter အုပ်စုရဲ့ command လေးဖတ်ပြီးတော့တော့ကမှမရပါနဲ့ကိုလိုကိုလိုပါအဲ့ဒီ command လေးအားလုံးကိုလည်းမလိုအောင်အကုန်လုံး command လေးပိတ်လိုက်ပါပြီးရရှင်းအောင် command လေးပိတ်လိုက်ကိုမှဖတ်တာပြီးတော့ဝင်မဖတ်ဖက်နဲ့လှုပ်ပေးလိုက်ပါဘာကြောင့်လဲဆိုတော့ဝင်ဖတ်နေလို့ဖြစ်မှာလို့ဝင်ဖတ်နေတော့ command ပိတ်ဖို့နေတတာအကောက်ဖြတ်ပြေးတဲ့လူနဲ့ command ပိတ်တဲ့သူနဲ့ command ဖြတ်တဲ့လူနဲ့မှတက်ပြက်နေပြီကြော်မျိုးမင်းမင်းနဲ့တော့လှုပ်ပေးလိုက်အောင်ဟမ် ဟာများလို့ဆိုဖတ်မိပဲလွတ်ပြီးလိုက်ပါဒီအချက်ကတမကီးဘုတ်ဖိုင်တာတအုပ်စုကခင်ဗျားတို့ဒီလိုပဲ online ကျင်းလုပ်ပါလိမ့်မယ်ဒီကီးဘုတ်ဖိုင်တာအုပ်စုကအဲ့လိုလိုဝါရက်ဖြန့်ချင်းနေတယ်တို့ကကျွန်တော်တို့ဒီဘက်မှာ link တော်ငါးနှစ်တော်မှာ pop up ပြရလေးလုပ်ခဲ့ပြီးပြီအဲ့တော့ခုလိုခုလိုအင်းနဲ့လွတ်ဆက်ရှိတာကိုသွားကြပါလို့ကျွန်တော်တိုက်တော့ပါတယ်ကျွန်တော်တို့ကားကိုအားပေးနေပါတယ်ဆက်ပြီးတော့လုပ်ပါတိုက်ပြီးကောပြည်သူလူထုတော့ကောအား2မှန်တယ်လွတ်ဆက်ရှိဆက်လုပ်ပါကျွန်တော်တို့အားပေးနေပါတယ်ပြီးတော့ကျွန်တော်တို့လည်းတန်းပေါင်းနေလို့ကျွန်တော်အားပေးနေတော့ဒီလိုဘီစီလို့ပါလို့စီလို့ပါလို့တန်းကကြီးကြီးဖိုင်းကျော်ကျော်ပြေးနေကောဘီစီလို့ပါလို့ဘာဒီကောင်တကယ်လူလေပဲကွာဘီစီပဲတော့လည်းဒီလိုပဲခုလိုခုလိုကြိုင်နေတယ်ဘာလို့ဟို ကိုဘွားကိုတမိုင်းကိုရှိကြတာအကောင်းဆုံးပါကိုပြည်ပြည်တွေကခဲ့တော့နာအိမ်နာတော့ငါတိနေမှာမဟုတ်ပါဘူးအဲ့လိုတော့ပြီးတော့အဲ့လိုပဲပြောချင်ပါတော့နော်ဒါလေးတော့ဒီကိစ္စကိုပါကျွန်တော်အားပေးနေတယ်ခင်ဗျားတို့ဆက်လုပ်ပါတဲ့ဟုတ်ဆက်လုပ်လိုက်ရပါကျော်မျိုးမင်းအားပေးနေဆက်လုပ်လိုက်ကြနော်သိလားဘာဖြစ်ဘူးဆက်လုပ်လိုက်ကြကျော်မျိုးမင်းအားပေးနေဆိုခင်ဗျားတို့မတည်တတ်တော့မထိတတ်တော့နော်သိလားစိတ်ချယုံကြည်လိုက်ဒီလားအဟမ်းတော့ကျွန်တော်အပေးနေကဲအဲ့ဒါပဲမြင်အောင်ကြည့်လိုက်နော်ကျွန်တော်တော့ရှင်းတယ်အချက်ဖတ်စစ်တရဲ့မကွေးတိုင်းရမကြီးကျော်စိုးဝင်းလိုက်ပါလာတဲ့ရင်နှန်းဟာမင်းတုံမြို့နယ်မှာ ော်လိုင်းတတွေရဲ့ကြောက်ပြတ်တက်ခိုက်မှုကိုခံရပြီးရဲမှုကြီးကြော်စိုးဝင်းဆိုတဲ့သူဟာတွားတွေပါကျွတ်ထွက်ကုန်တဲ့အပြင်အပြင်းထန်ဒဏ်ရာတွေနဲ့စိတ်ယုံတင်ထားရတယ်လို့ရဲဘက်တည်ရင်မြင့်ကိုတိုင်ကရခုံခစ်တစ်ကိုအတိပြုပြောထားပါတယ်။ရခုံခစ်တစ်ကရရှိထားတဲ့ဓပုံတဲမှာတော့ဒေါ်လိုင်းရဲ့တတွေရဲ့တက်ခိုက်မှုကြောင့်စီရင်တန်းကကာဇီဟာလမ်းမပေါ်မှာချိန်မွတ်ပျက်စီးပြီးကြံခဲ့တဲ့ပုံကူလဲမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့အော်တိုဘားလ28ရက်နေ့မွန်လဲပိုင်းကပဲ အချင်းဖက်စစ်တပ်ရဲ့မကွေးတိုင်းရဲမှူးကြီးကျော်စိုးဝင်းလိုက်ပါလာတဲ့ရင်နှံကိုမင်းတုံမြို့နယ်မဲဇလီခြေရွာနဲ့ဝွန်တွင်းခြေရွာအကြားပသိမ်မုံရွာလမ်းမပေါ်မှာတော်လန်ရေးတပ်တွေကဖျက်အပြစ်မိုင်းတွေပါအုံပြုပြီးလက်နက်ငယ်တွေနဲ့လည်းဝိုင်းဝန်းပစ်ခတ်ချေမုံတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီမှာရဲမှူးကြီးကျော်စိုးဝင်းလိုက်ပါလာတဲ့ရင်နှံကကာတစီဟာမိုင်းမိသွားတာရောပစ်ခတ်ခံရတာရောကြောင့်လမ်းမပေါ်မှာတင်ထိုးရသွားပြီးအဲဒီကားပေါ်ကဒဏ်ရာရတဲ့သူတွေကို ကြံတဲ့ကားတွေပေါ်အသေးအံဆွဲတင်ပြီးတော့မောင်းပြေးသွားသလိုပျက်စီးသွားတဲ့ကားကတော့ဒီအတိုင်းကြံခဲ့တယ်လို့ဆိုပါလေအဲ့ဒီတိုက်ခိုက်မှုအတွေ့ရဲမကြီးကျော်စိုးဝင်းဆိုတဲ့သူဟာဘွားတွေပါကျွတ်ထွက်သွားရုံနဲ့မကအပြင်းထန်ဒဏ်ရာတွေနဲ့မင်းတုံးကနေပြီမှရှိတဲ့စစ်ဆေးရုံမှာတင်ထားရတယ်လို့ရဲဘက်တရင်ရှိမြေကိုတိုင်ကအတိပြုပြောထားပါလေအဲ့ဒီတက်ခတ်မှုနဲ့ပတ်သက်ပြီးတော်လန်ရေးတပ်တွေဘက်ကတော့ပြစ်ခတ်မှုတွေကြားမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိသွားတာသိကြတဲ့အကြောင်းနဲ့စစ်တပ်ကကြံခဲ့တဲ့ကားပေါ်ကနေ ခရမ်းကြည်စံအချို့အပြင်ငွေသားတချို့ကိုလည်းတော်လိုင်းရပ်ပေါ်တွေကတင်းစီရရှိထားတယ်လို့ပြောထားပြီးပျက်စီးသွားတဲ့စစ်တပ်ဘက်ကကာကွယ်တော့တယ်လို့မရတော့တဲ့အတွက်အဲ့ဒီနေရာမှာပဲမစ်ရှိုရှင်းလင်းလိုက်တယ်လို့ပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့မြန်မာစစ်တပ်ကကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေအတွက်ကျုံလုံးတဲ့သူတွေနဲ့တမှုတွေရဲ့ကိုယ်ရေးအချက်လက်တွေကိုစုဆောင်းနေတယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရဲအကြီးအကဲနီကိုလတ်စ်ခွန်ဂျန်ကကုလအစည်းအဝေးမှာတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒါကြောင့် ယမန်နေ့ကပဲအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာအကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံအတွေ့နီကိုလက်စ်ခွန်ဂျန်ကထုတ်ဖော်ပြောဆိုသွားတာပါအဲ့ဒီမှာအဓိကပြောသွားတာကတော့လက်ရှိမြန်မာနိုင်ငံမှာမြန်မာစစ်တပ်ကရတပီတူတွေကိုလေကြောင်းတက်ခတ်မှုတွေအပါအဝင်စစ်ရာဇဝတ်မှုတွေကိုအကြီးအကျယ်ကျူးလွန်နေတဲ့အကြောင်းအဲ့ဒီလိုစစ်တပ်ကကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုအချက်လက်တွေကိုလည်းစူးစောင်းနေပြီဖြစ်တဲ့အကြောင်းလက်ရှိရရှိထားတဲ့အချက်လက်တွေထဲမှာဆိုရင်မြန်မာစစ်တပ်က ရသပြည်သူတွေကိုဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုတွေလိမ်မိုက်ဆိုင်ရာအကြမ်းဖက်မှုတွေရဲ့အထောက်အထားတွေပါရရှိထားသေးတယ်လို့နီကိုလတ်ခွန်ဂျန်ကကုလအစည်းအဝေးမှာပြောသွားပါတယ်။ဒါပြင်မြန်မာစစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုကြောင့်စာတင်ကြောင်းတွေစေယုံစေကန်တွေဘာသာရေးအဆောက်အုံတွေနဲ့နေအိမ်ပေါင်းများစွာပျက်စီးထားတဲ့တပ်တွေအချက်လက်တွေကလေးငယ်တွေပါဝင်ရသပြည်သူတွေဆုံးမှုတပ်တွေအထောက်အထားတွေပါရရှိထားတဲ့အကြောင်းနဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရကနေမြန်မာစစ်တပ်ရဲ့စစ်ရဆုမှုကျူးလွန်ထားတာတွေအတွက် တက်တေထွက်စုချက်ပေါင်း600ကျော်အပါဝင် အထောက်အထားရင်းမြစ်ပေါင်း1300ကျော်နဲ့ပါဆက်သွယ်ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့နီကိုလက်ခွန်ချန်ကကုလအစည်းအဝေးမှာပြောသွားပါတယ်လက်ရှိမှာလည်းအဲ့ဒီလိုမြန်မာစစ်တပ်ကဂျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေအတွက်ဂျူးလွန်တဲ့သူတွေနဲ့တပ်မှုတွေရဲ့ကိုယ်ရေးအချက်လက်တွေကိုပါမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ညားကစုဆောင်းနေပြီးလက်ရှိမြန်မာနိုင်ငံကစစ်ရာဇဝတ်မှုဂျူးလွန်သူတွေအနေနဲ့အယက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်ပြီးနိုင်ငံကဥပဒေကိုလစ်လျူရှုရင်တော့ နိုင်ငံကတိုင်ဝမ်ကလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတဲ့သတင်းစကားနဲ့အဲ့ဒီကျူးလွန်သူတွေဟာသူတို့ရဲ့အပြစ်တွေအတွက်တချိန်ချိန်မှာမဖြစ်မနေတရားစီရင်ခံရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပါတပါတဲ့အသည့်ပေးလိုက်ခြင်းပါတယ်လို့လဲမြန်မာနိုင်ငံဆိုင်ရာလူလက်တော်စုံစမ်းစစ်ဆေးမှုရန်ရအကြီးကဲနီကိုလက်စ်ခွန်ချန်ကကုလအစည်းအဝေးမှာတရားဝင် ထုတ်ဖော်ပြောဆိုသွားပါတယ်ခင်ဗျ။အမှန်တော့အချမ်းပါစစ်တရဲ့ lobby စီးပွားရေးသမားဖြိုးဝေဆိုးဆိုသူကစစ်တကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မူပင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကိုကိုကြီးပါတီကနေဝင်ရောက်ရှင်ပြိုင်အုပ်မှာဖြစ်ပြီးသူဟာကျန်ဖို့ပါတီကဒူဘိုချုပ်ကြီးဟောင်းကံမြင့်တန်းနဲ့ပြိုင်ဘက်ဖြစ်ပေမဲ့စစ်တပ်ကရွာတွေကိုလေချောင်းကနေဘုံကျဲမှုနဲ့မီးရှို့မှုတွေဟာရွာလုံးကျရှင်းသိရင်ရှင်းရမယ်ဆိုတဲ့စစ်တပ်ထောက်ခံတဲ့ post တွေပါတောက်လျှောက်တင်နေသူဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအချက်ဖက်စစ်တပ်တောက်တိုင်ဖြိုးဝေဆိုးဆိုးသူဟာစင်ကာပူနိုင်ငံကနေမြန်မာပြည်ကိုပြန်လည်အခြေချလာသူဖြစ်ပြီးရန်ကုန်အခြေစိုက် DG Power Company ကိုလည်းထူထောင်ထားတဲ့သူဖြစ်တယ်လို့ အခုစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာလေမအူပင်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကိုကိုကြီးပါတီကနေဝင်ရောက်ရှင်းပြိုင်အုံမှာဖြစ်တယ်လို့သိရပါတယ်။သူဟာ2021ခုနှစ်စာနာသိမ်းတဲ့အချိန်တုန်းကတည်းကလူမှုကွန်ရက်မှာစစ်တပ်ကိုပေါ်ပေါ်ထင်ထင်ထောက်ခံခဲ့ပြီးစစ်တပ်ကအာဏာသိမ်းတာကိုစန့်ကျင်တဲ့သူတွေကိုလည်းအကြမ်းဖက်ဆိုပြီးအမျက်တစီခေါ်ဝေါ်ခဲ့သူဖြစ်တယ်လို့စစ်တပ်ကအယသပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတာတွေခြေရွာတွေကိုရွာစင်နဲ့မိရှုဖျက်ဆီးတာတွေကိုလည်းလောက်ကိုလောက်ရမယ့်အရာတွေလို့ပြောယုံနေမှာက ရွာလုံးကျွတ်ရှင်းသိရင်ရှင်းရမယ်ဆိုတာမျိုးတွေအထိထုတ်ဖော်ပြောဆိုခဲ့တယ်သိရပါတယ်။အဲ့ဒီလိုအချက်ဖတ်စစ်တဲ့အမဂန်တောက်တိုင်ဖြိုးဝေဆိုဆိုသူဟာအခုစစ်တကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာပါအရှိထွက်လာပြီးမုံပင်မြို့နယ်ပြည်သူ့လွတ်တော်ကုစရေလောင်းအဖြစ်ဂိုကိုကြီးပါတီကနေဝင်ရောက်ရှင်းပြိုင်အောင်မှဖြစ်တယ်လို့အဲ့ဒီမုံပင်မြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်မှာကြံ့ဖို့ပါတီကဒူဘိုချုပ်ကြီးဟောင်းကံမြင်တန်းအပါဝင်အခြားပါတီတွေကပြည်သူ့လွတ်တော်ကိုစလဲ6ဦးနဲ့ရှင်ပြိုင်ရမှာဖြစ်ပေမဲ့သူဟာ စစ်တပ်ထောက်ခံတဲ့ post တွေကိုသာတောက်လျှောက်တင်နေသူဖြစ်တယ်လို့သိရပါတယ်ခင်ဗျအဲ့ဒီပကောမျိုးတွေကအချက်ဖက်စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှုအောင်နိုင်သူဦးဆိုတဲ့သူဟာစစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တဲ့အချိန်ကလေးကလူငယ်တွေကိုစစ်မှုထမ်းအကြောင်းပြချက်နဲ့ပေါ်တာဆွဲဖမ်းဆီးငွေညစ်တာတွေကိုမြို့နယ်စီမံဘုံမှုတိုးနိုင်ထောဒူဦးစီတီဟာဆွေရုံးစရေကန်ထုဆိုသူတို့တွေနဲ့ပေါင်းပြီးတော့တောက်အောင်လျှောက်လုပ်နေသူဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာတော့ပကောမျိုးနယ်မှာစစ်မှုထမ်းလူသစ်စုဖို့သူတို့လိုချင်တဲ့လူငယ်အရေးအတွက်မရတဲ့အတွက် အဲ့ဒီအုတ်ချုပ်ရေးမှုအောင်နိုင်သူဦးဆိုတဲ့သူဦးဆောင်တဲ့ပြည်စိုးတီအဖွဲ့ဟာမြို့ပေါ်ရက်ကွက်တွေမှာပြည်သူတွေရဲ့နေအိမ်တကားပါရိုက်ဖွင့်ပြီးအဲဆစ်ဆစ်စစ်ဓာတ်တွေလုပ်ပြီးတော့လူငယ်တွေတွေ့ရင်ပေါ်တာဆွဲဖမ်းဆီးငွေညှစ်ဓာတ်တွေကိုစိုးစိုးရွားရွားလုပ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။အဲ့ဒီလိုစစ်မှုရန်ကိစ္စနဲ့ဖမ်းဆီးငွေညှစ်မှုကနေရလာတဲ့ငွေကြေးတွေကိုထွေအုပ်ကြေးဆိုပြီးဒူဦးစီတီဟာဆိုသူသူကငွေကြေး350နဲ့ပြည်စိုးတီကောင်းဆောင်နေကြောက်ခဲဆိုသူကငွေကြေး350စီခွဲဝေယူကြသေးတယ်လို့ အုပ်ချုပ်ရေးမှုအောင်နိုင်သူဦးနယ်ပူစောတိအဖွဲ့ကတော့နေခင်းအချိန်တွေဆိုရင်လေသူတို့လိုအပ်လာတဲ့အချိန်ပေါက်ခေါင်းမြို့ပေါ်လမ်းစုံတွေနဲ့စစ်စေးရိတ်ကိတ်တွေမှာအင်စီကားတွေနဲ့လှည့်ပတ်ပြီးလူငယ်တွေကိုဗော်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်လေရှိတယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာဒါကတော့အော်တိုဘာလ29ရက်နေ့မွန်လွဲပိုင်းကပဲလက်ရှိအကြက်ဖက်စစ်တပ်ထိန်းချုပ်ထားတဲ့မုံရွာမြို့ပေါ်မှာကင်းပတ်နေတဲ့စစ်သားတွေကိုဒေါ်လန်ရေးတပ်တွေကမြို့တွင်းမှာပဲဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်တပ်ကနှစ်ဦးကတော့အသီးသီးတိတ်ကုန်ကြပြီအဲ့ဒီစစ်သားမပအလောင်းနှလောင်းကိုပြက်ကတ်မှုအပိချက်ချင်းမတင်နိုင်မဲလမ်းမပေါ်မှာပက်လက်လေးတွေထထထကိုလည်းတွေ့ခဲ့ရတယ်လို့မုံရွာခိုင်ပီတီအမှတ်လေးတရင်ရဲ့တာဝန်ရှိသူကပြောထားပါတယ်လက်ရှိစကိုင်းတိုင်းမှာတော်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွင်နဲ့အကြမ်းဖက်စစ်တပ်ကထိန်းချုပ်ထားတဲ့မြို့ပေါ်နေရာတွေဆိုတာမျိုးနှစ်ဖက်ကွဲတည်ပြီးစစ်တပ်ကလည်း ဗိုလ်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုပြန်လဲလိုချင်နေပြီမဲ့စစ်ကြောင်းသွားထိုးတိုင်းသူတို့စစ်တပ်ဘက်ကပဲအထိနာပြီးပြန်ပြန်စုံနေရသလိုတဖက်ကတော်လိုင်းတပ်တွေကလည်းစစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်နေရာတွေကိုပါအခုလိုမကြာခဏဆိုသလိုဝင်ရောက်တိုက်ခိုက်မှုတွေရှိနေတယ်လို့ဒေတာတွင်းသတင်းရှင်တွေကပြောထားပါသေးတယ်ခင်ဗျအနက်6နေ့မနက်ပိုင်းကပဲမော်ရွာမြို့နယ်မှာရှိတဲ့တော်ပူပြူစော့တီကျေးရွာကနေစစ်ကြေးကောက်ဖို့ထွက်လာတဲ့အချက်ဖက်စစ်တပ်စစ်သားတွေကိုတော်လိုင်းတပ်တွေကမော်ရွာမန္တလေးကားလမ်းမကြီးတနေရာအရောက်မှာ အသင့်ထောင်ထားတဲ့ဖြတ်အပြင်းပဋိဒါမိုင်းတွေနဲ့ဂျာဖြတ်တက်ခိုက်ချင်းမှုခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွေ့စစ်တပ်ကစစ်သားတအူးကတော့နေရာမှာနေပွဲချင်းပြီးကိုတိတ်သွားပြီ6ဦးကဒဏ်ရာရသွားတယ်လို့အဲ့ဒီဒဏ်ရာရတဲ့သူတွေကနောက်ထပ်စစ်သား2ဦးထပ်တိတ်သွားတဲ့အကြောင်းကိုပါတိထားရတယ်လို့ချင်းတွင်း fighter group တပ်ဖွဲ့ရဲ့တာဝန်ရှိသူတအူးကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာတော့အချင်းဖက်စစ်တပ်ကစင်ကူးမျိုးနဲ့မြန်ညွတ်နယ်နဲ့ပေါ့မျိုးနယ်တွေကရသပြည်သူတွေနေထိုင်ရာခြေရွာတွေကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူနှုတ်ဦးသိဆုံးထားပြန်တယ်လို့ဒေတာတွင်သတင်းရှိမြစ်တွေကပြောပါတယ်။မန္တလေးတိုင်းကစင်ကူးမြို့နယ်မှာတော့အော်တိုဘားလ26ရက်နေ့ကပဲအကြမ်းဖက်စစ်တပ်ကကောင်းဆက်တာစီဆိုင်ကိုတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေနဲ့လာပြီးဘုံကျဲတွားရမှာရသပြည်သူနှုတ်ဦးသိဆုံးထားတယ်လို့ Voice of Mandalay ရဲ့တာဝန်ရှိသူတဦးနဲ့ဒေတာကန်ပြည်သူတွေကရှင်ကိုခစ်တဲ့ကိုပြောပါတယ်။ကျွန်တော်ရဲ့ channel ကိုနှစ်သက်တယ်ဆိုရင် like and subscribe ကိုပြခဲ့ဖို့လည်းမေးကြပါနဲ့။